ဒီဇွန်23မှာကြာရောက်မယ်ကျွန်တော်မျိုးနေအတွက်လူရဲတခုပြုလုပ်ချင်ပါတယ်ဘာပရိုမိုးရှင်းလေးရှိတယ်ဒေတာခိုင်ရဖျားဖို့သူတော်စီများအတွက်မင်းကြီးကုသိုလ်ပြုလူပရိုမိုးရှင်းမင်းကြီးကုသိုလ်ပြုလူပရိုမိုးရှင်းမင်းကြီးကုသိုလ်ပြုလူပရိုမိုးရှင်းနဝမ23မှာဒီဇင်ဘာ23ရက်တလားတီးပရိုမိုးရှင်း2025ဒီဇင်ဘာ23ရက်နေ့အထိနောက်ဆုံးထားပြီးစီးရင်ပေးသွားလို့ပါမယ်နော် ဖျားဖို့ခီးသွားနိုင်မယ့်ကာလကတော့2026ဧပြီလကုန်ထိပြေးထားရယ်နော်ကျွန်တော်မင်းတွေအတွက်လူရဲတစ်ခုပြုလုပ်ချင်ပါတယ်ကျွန်တော်ကဘုရားကရဖျားဖို့ကုန်ပြီရယ်မင်းဟောင်းမင်းပြညာကိုတူတူတူနဲ့နေဖြစ် promotion အစီအစဉ်လေးတစ်ခုပြုလုပ်ထားပါတယ်ခင်ဗျာ promotion လေးကတော့မွေးနေ့အလို promotion အနေနဲ့ USB 30ကြီးကို shop ပေးသားမှာဖြစ်ပြီး တော့တန်ခါနယ်ဝင်ဆရာတော်ဖုန်းတော်ကြီးများနဲ့တီလာရှင်ဆရာလေးဆရာကြီးများအတွက် USD 20ကိုရှော့ပေးထားတဲ့အပြင်ကိုမှညီမတို့ကမ္ဘာမြန်မာကနေထပ်မံပြီးတော့ USD 30ကိုပါထပ်မံလူရန်ပေးသွားအောင်မှာဖြစ်ပါတယ်ပြပါတယ်စိတ်လေးချမ်းသာတယ်ပြောလဲပြောတယ်ဟုတ်လာကျူးလက်နဲ့တော့ဟုတ် ာတရတာကောင်းလို့ဝေးတော့တက်လာတော့စားပါတော့ရှယ်ပဲဟိုလေးတင်းစီအာလုံးပြုစတဲ့ဆိုတော့ကြိုက်တာပေါ့လည်းတိုက်ဝန်းပါပါတမန်ကဖွဲ့သားတွေအကုန်လုံးကလည်းပဲတယောက်နဲ့တယောက်ရိုင်းမင်းကိုကြီးပြီးတော့တိတ်ကောင်းတဲ့နာကောင်းတဲ့ရှိကြတဲ့အတွက်သွားရတဲ့ဥစ္စာပြေပပပဲပေါ့ပေါ့ပါပါလည်းရှိပါတယ်ဟုတ်သူတာပြည်စုကလည်းဒီကနဲ့ရောက်ပါတယ်စားစားခြင်းလည်းပြောတာဖြစ်နေပြီပြောသွားတာအခေါက်ထက်လာ ဥမာအဲ့ကြိုင်လည်းကမ္ဘာမြေမှာနဲ့ဆက်သွယ်ပါမယ်ပထမမေမေတို့သွားတော့ငါကြတော့အဲ့တခြားဖျားဖို့တော့ဖွဲ့နေသွားတယ်စမပြေဘူးလို့ကြတော့ကိုယ်ကလည်းတော်တော်ကိုစိတ်ဖူးခဲ့တာပေါ့နော်ဒါပထမဆုံးအကြိမ်ဆိုတော့လေစင်ပြေပါမလားပါညာကတော့ဆွေရင်စိတ်ရှိတာပေါ့ဒါပေမဲ့အခု စပြီးတော့ရန်ကုန်ကနေစဖတ်တဲ့ချိန်ကနေဒီချိန်ဒီအန်းကိုစစ်ပြပါလေအဲအင်္ဂါမိသားစုသွားကျင်တယ်ဆိုရင်လည်းဒီဖျားဖို့နူးနဲ့ပဲစစ်ဆက်ပြီးပြီတော့မဟာဘောရီကတော့စိတ်ချမ်းသာတယ်နဲ့အဲ့မှာလဲအမတ်တရလေဖျားမဲလေးလဲပေါ့ passport ရှိပြီသားအဲ့တယ်တော့များအတွက်9000ကျတတိကိုထပ်မံ shop ပေးတော့မှာဖြစ်ပြီးတော့ကမ္ဘာမြန်မာကနေထွက်ရှိမယ်မိသည့်ခီးစင်မှာမစိုးကျေးဇူးလို့တော့တဆူကိုပါမဲဖောက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီစင်မှာ23မတိုင်ခင်မှာအမြန်ဆုံးစီးရင်ပေးသင့်ဖို့တော့လိုပြီနော် ဖျားဖို့ခီးစဉ်အသေးစိတ်နဲ့တိလို့တော့အကြောင်းအရာများကိုဆက်စပ်မေးမြန်းနိုင်ဖို့အတွက်399 66 3336 3336 3336 3336နဲ့399 66 3336 3336တို့ကိုဆက်သွယ်ဆက်စပ်မေးမြန်းလို့ရတယ်လို့ယခုအောက်မှာဖော်ပြထားတဲ့လိပ်စာကိုလည်းလူကိုယ်တိုင်လာရောက်ဆက်စပ်မေးမြန်းလို့ရပါတယ်။